alright ကျော်ရီ video တပုတ်တပုတ်တင်နိုင်အများတန်းမိခံရတဲ့မိကွန်အ ਨੇ ဆုံး comment တစ်ခုပါတယ်ဗျာနောက်ကလဲနေတာဗာကြီးလဲတို့ ITV ကဘာ model လဲဘာ brand လဲဆိုတော့မိကွန်အနေနဲ့ပတ်သက်ပြီးတော့ဒီ video ကနေအပြည့်ပြသပါလိမ့်မယ်ကျော်ရီနောက်မှာရှိနေတာ Samsung ရဲ့ Serenity TV ပါ၄မှ၃နှမရှိတယ်ဆိုတော့ဒီကောင်ကကျတို့အတွက်တကယ်ကိုလိုအပ်တဲ့ TV တစ်လုံးမျိုးဖြစ်နိုင်လားအခုအနောက်မှာထားရတာတော့ ကျွန်တော်တို့ဓာတ်ပုံလေးထားရတာပေါ့နော်ဖုန်းနေနေလည်းလုံးဝဘာသာစာတာဖြစ်ဖြစ်သုံးလို့ရတယ်အဓိကတော့ Samsung ဖုန်းထဲမှာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဆိုတော့အဆုံးမကြည့်ကြတာပေါ့ဘယ်တီဗီကအသင့်တော်ဆုံးလဲဆိုတာမပြောခင်ဘယ်လိုလူမျိုးလဲဆိုတော့အရင်ဖော်ထုတ်ကပို့ပြီးလက်တွေ့ကြတာပေါ့နော်အဲ့တော့ကျွန်တော်က Okay လူတိုင်းအတွက်အကောင်းဆုံးတီဗီကျွန်တော်ကရှိဟာအဲ့ဒါကတော့ Samsung ရဲ့ product manager သူရဲ့ TV launch ပွဲမှာပြောခဲ့တာပေါ့နော် တကယ်လည်းကျော်တို့ TV တလုံးဝယ်မယ်ဆိုရင် display plug ဒီမိုက်လဲ speaker plug ဒီကျဲလဲကြည်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့အဓိကဝေဖန်ပိုင်းခြားသုံးသက် review တွေကြည်ပြီးမှဝယ်ကြတာများတယ်အခု Samsung လုတ်လိုက်တော့မှပဲကျော်တို့ကဒီ TV တလုံးဟာလှည့်ပြီးသုံးလို့ရတယ်ဆိုတာပါသွားပြီးတော့သတိထားမိကြတာပဲတေးကြတာတော့ဒီ TV ရှိထားမယ်ဆိုရင်နေရာတော်တော်များများမှာအသုံးချလို့ရတယ်ကျော်တို့လိုမျိုးဗီဒီယိုရိုက်နေတော့အနောက်မှာ ထားထားမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်အခန်းတောက်မှာ decoration ပုံစံထားထားမျိုးပဲဖြစ်ဖြစ်ပြောရရင်ဒီ TV ကိုလူတိုင်းမေးကြတယ်ကွာ TV တလုံးကို TV အနေနဲ့ပဲကြည့်မှာမဟုတ်ဘဲနဲ့ဒီ for show အတွက် decoration အတွက်ပါထားခြင်းနဲ့ဆိုရဲသူတွေအတွက်တော်တော်လေးကိုတင့်တော်နိုင်တဲ့ Samsung ရဲ့ Series TV ပဲကျွန်တော်တို့ဒီ TV နဲ့ပတ်သက်တဲ့ video တော်တော်များများထုတ်ပြရဲဒါမဲ့ဘယ် TV ရတော့ဘလောက်လောက်ထိလေးပါတယ်ဆိုရဲကြောင်တော့ထည့်မပြောဖြစ်ဘူးဒါမဲ့ဒီ TV မှာတော့ပြောရလိမ့်မယ်ပုံမှန် လက်မ90 Samsung ရဲ့ TV တွေက15 kg လောက်ပဲရှိတဲ့အချိန်မှာအခု Zero TV က32မှ3 kg လောက်ရှိတယ်။နှစ်ဆပိုပြီးတော့လေးသွားတာ။အဓိကသူတို့လေးသွားတဲ့အချက်ကအထဲမှာတက်ထားတဲ့မော်တာကြောင့်ပေါ့နော်။ဒါကိုကျွန်တော်ရဲ့အရင်တုန်းက Samsung Galaxy AAD မှာလည်းကြုံခဲ့ဘူးတဲ့ Wallface Lighting Rotating ကင်မရာပါလာတဲ့ဖုန်းပါညာဖုန်းရဲ့ဒီပါလာတဲ့ component တွေကပေါ့ပေါ့လေးပဲဒါပေမဲ့သူ့မှာ အပေါ်ရောက်လုပ်ဖို့အတွက်တက်ထားတဲ့မော်တာကြောင့်မို့လို့တခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်ပို့ပြီးတော့လေးသွားတယ်။ TV ကတော့ကျွန်တော်တို့ရဲ့ဧကခန်းနေဧကခန်းနေမှာထားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့လေးတာပြဿနာတော့ရှိမနေဘူး။တနေရာနဲ့တနေရာရွှေ့တဲ့အချိန်မှာတော့နည်းနည်းစကားပြောရတယ်ပေါ့နော်။ယောက်ျားလေးအားနဲ့တေချာနှစ်ယောက်လောက်မှမှရတဲ့ပုံစံမျိုးပဲ။ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့မသိဘူးနိုင်ငံခြားမှာတော့အဲ့လိုမျိုး မားဖို့အတွက်ပြင်းတဲ့လူတွေမားလို့အဆင်မပြေတဲ့သူတွေအတွက်ကိုအောက်ကဘိန်းလေးတွေဝယ်လို့ရတယ်ဒီဇိုင်းမဲ့ overall ကတော့အပြစ်ပြောစရာရှိမနေဘူး TV တလုံးအတွက်ကိုသူ့ရဲ့ bezel ကပါတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့အခု video ရိုက်နေနေအနောက်မှာ decoration နေနဲ့ထားမယ်ဆိုရင်လည်းသူ့ရဲ့ bezel တွေကဘေးပေါင်တွေမပါတလောက်တောင်ထင်ရတာဗျာသူ့ display ရဲ့အောက်မှာ favorite cover လုပ်ထားတဲ့ safety wire speaker ရှိမယ် TV ရဲ့အနောက်မှာကျတော့ထုံးစံနိုင်မယ် HDMI 2.0အပေါက်သုံးပေါက်ပါလာမယ် USB နှစ်ပောက်ပါလာမယ်။ကျောင်းပါကွန်နက်လုပ်ဖို့အတွက်အပေါက်လည်းပါတယ်ပေါ့နော်။ကွန်နက်တီဗီတွေအပေါက်တွေကတော့အများကြီးပဲ။ဒါပေမဲ့ဒီ display ရဲ့အနောက်အနောက်ဘက်မှာနည်းနည်းအောက်ရောက်တဲ့အတွက်ကြောင့်မို့လို့ကျုံးအနေနဲ့တစ်ခေါက်တစ်ခေါက်တက်ရတာဖြုတ်ရတာကအဲ့ TV အောက်ကိုတော်တော်ပြီးတော့လှန်ကြည့်နေရတာပေါ့ display quality ကတော့ Samsung ရဲ့အခေါ်တော်တိုင်းဆိုရင် Quantum 4K quality အပြည့်လုံးဝထွက်ပြီးနိုင်တယ်အကြောင်းဆိုရဲ HD Tablet support လုပ်နိုင်တယ် ဒါပေမဲ့ Samsung ရဲ့ကြံလာပါတယ်ဆိုရဲတကယ် flash smart TV မှာပါတဲ့ brightness တို့ဒီ color ဘိုင်းတို့နဲ့တော့တွားပြရှင်လို့မရဘူး60 USB ကကျယ်လဲကျယ်တယ် sound quality လည်းကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အရင်ကြီး surrounding မဖြစ်ဘူးနောက်တစ်ချက်ထပ်ပြီးသတိထားမှာ DTV က U တန်းကျော်တော့ mainstream မှာရှိနေတဲ့ပုံမှန် TV လိုမျိုးမဟုတ်ဘူးလှည့်လို့ရတဲ့ TV ဆိုတော့ကျွန်တော်ကဒီ နိုင်ငံဒီမှာဝေါ်မောက်တက်တက်မယ်ဆိုရဲသူတွေအတွက်အစင်ပြည်နိုင်တဲ့ TV မဟုတ်ဘူးဝေါ်မောက်တက်တက်ဖို့တော့ option မရှိဘူးပေါ့နော် ပြီးတော့ rotating TV ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ display ကစားနေမှာတစ်ချက်တော့ကစားကြည့်လိုက်ပါလားကျွန်တော်သူ့ရဲ့ဒီကားသွားတဲ့ display အတွက်ကိုတစ်ဖက်ကိုရှစ်လက်မှစီပေးရတာကျွန်တော်အဲ့နေရာမှာကျွန်တော်တို့ကပစ္စည်းတစ်ခုခု ထားမယ်ဆိုရင်သူ့မှာဆန်ဆန်မပါဘူးဒါပေမဲ့လို့အဲ့နေရာမှာတစ်ခုခုထားမယ်ဆိုရင်တော့ဒီကောင်ကတိပြီးတော့ပြန်ပြီးလဲွားတဲ့အခောက်တွေတော့ရှိတယ် ပြောချင်တာကငကူနေရာလေးကိုပြန်ပြီးတော့ရောက်သွားတယ်။ဆက်ပြီးတော့လှည့်မပြီးတော့ဘူး။ဒါပေမဲ့ sensor မဟုတ်တဲ့အတွက်ကြောင့်မလို့ပြဿနာတက်နိုင်တာကအချိန်ကြာလာရင်အဲ့လိုမျိုးတိုက်တိုင်းတိုက်တိုင်း motor ညောင်းသွားတဲ့ပြဿနာတော့ကြုံရနိုင်တယ်။သူ့ရဲ့ rotation ကကျွန်တော်တို့ phone နဲ့ join ပြီးတော့ phone လက်ရနဲ့ဒီ TV ကိုပါလိုက်ပြီးတော့လှည့်လို့ရတဲ့ option တစ်ခုရှိမယ်။ remote ကနေလှည့်လို့ရတဲ့ option တစ်ခုရှိမယ်။ဒါမှမဟုတ်ကျွန်တော်က Netflix တို့ဘာလို့ဝင်မယ်ဆိုရင်လဲသူ့ဘက်ကသူဝင်လိုက်တာ ਨੇ တခါတည်းဒီလိုမျိုး landscape မှုပြောင်းသွားတဲ့ပုံစံမျိုးပေါ့နော် တော့ routine လေးရတယ်မယ်၃မျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ Disney Plus တို့ YouTube တို့ဝင်မယ်ဆိုရင်တော့သူက auto မလှည့်ပြီးဘောနော်ခုနကပြောတဲ့ option ၃ခုတွေကအကျန်းနဲ့နှစ်ခုကိုအသုံးချမှာပေါ့နောက်တစ်ချက်ကျွန်တော်တို့ကြုံရနိုင်တာက ecosystem ဆိုတဲ့ကိစ္စ Apple ကသူတို့ရဲ့ ecosystem ကိုသူတို့ရဲ့နီလန်နဲ့တိဆောက်တယ် Samsung ကလည်းအဲ့တိုင်းပါပဲ Apple တက်ကို Samsung များသွားတာကအဲ့ကုန်နေပါလာမယ်ဖုန်ဆုဆက်တွေပါလာမယ်နောက်ဆုံးဒီလိုမျိုး TV တွေပါပါပါတယ် တော့သူတို့ရဲ့ ecosystem ကို run နေရဖြစ်တဲ့အတွက်ကြောင့်မလို့ Apple အနေနဲ့ဒီ iPhone နဲ့ဒီကောင်ကို join မယ်ဆိုရင်တခါတည်းကျရင်ချိန်လို့မရတာတို့ပြီးတော့ Apple နဲ့ join တာလည်းအဆင်မပြေတော့ပါဘူးဒါကျွန်တော်တို့အခု join ကြည့်ရတဲ့လောက်ကတော့ Smart Thing ဆိုတဲ့ app လေးကိုအရင်ဆုံး down ပြီးမှ iPhone နေနဲ့တုံးလို့ရတာပေါ့ Serial TV ရဲ့အားသာတဲ့အချက်က social media အတွက်ပါပို့ပြီးတော့တုံးလို့ကောင်းတာပေါ့နော် Jory ကပုံမှန် TikTok ကြည့်မယ် ဆိုရှယ်မီဒီယာပေါ်မှာဒီဖုန်းကိုတုံးပြီးတော့ဖုန်းစက်ခွင်တက်တက်လေးမှာမကြည့်ရှင်တဲ့သူတွေအတွက်ကွက်ကိုတနေရာမှာထိုင်နေမယ်ဒီ TV ကနေအကျယ်ကြီးကြည့်ရှင်တဲ့သူတွေအတွက်ဆိုရင်တုံးလို့ OK ရယ်ဆွဲပုံစံမျိုးထွေတဲ့ဘာညာလဲတွေ့လို့ကောင်းတယ်ပေါ့နော်ဒါမဲ့ဒီနေရာမှာနည်းနည်းလေးရှိတဲ့ပြဿနာ privacy concern မှာကျော်ရီရဲ့ဒီရှိသမျှစက်ခွင်ကြီးကို TV ပေါ်မှာအဲ့လို scroll လုပ်နေမှာလားပေါ့နော်အဲ့ဒီချက်တော့ concern နည်းနည်းတော့ရှိရလိမ့်မယ် OS နည်းနည်းကတော့ပုံမှန် Android TV မှာဆိုရင် Android OS နဲ့လာတယ် Samsung ကသူရဲ့ TV တွေတော်တော်များများကို Tizen OS နဲ့သွားတယ်ဆို Xiaomi TV ကလည်း Tizen OS ပါပဲဆို TV တစ်လုံးအနေနဲ့သုံးရတာကတော်တော်ကြီးကိုမိုက်တဲ့ကောင်းတဲ့အခြေအနေမျိုးတခုရှိတာခုနပြောတဲ့ social media app တွေက Tizen OS မှာ support အပြည့်အဝ feature မလုပ်နိုင်မှုဆိုတဲ့ပုံစံမျိုးလည်းရှိတယ် ဖုန်းနဲ့ join တာပုံမှန်တိုင်းဆိုရင်အဆင်ပြေတယ် social media app တွေသုံးမယ်ဆိုရင် app တိုင်းတော်တော် compatible ဖြစ်နေမှာမဟုတ်ဘူးတခုကျွန်တော်စိုးရိမ်နေ situation ကိုတော့သူကြော်သွားတယ်အဲ့ဘာလဲဆိုတော့ပုံမှန်ကျွန်တော်တို့နောက်ပိုင်းထွက်လာတဲ့ smartphone တွေက916ဆိုတဲ့ပုံစံမျိုးတွားရတာမဟုတ်ဘူးဒီ Samsung Galaxy Z Flip 4ဆိုရင် 22x9 ဆိုတဲ့နဲ့တွားတာဆိုတော့ဖုန်းကရှေ့လိမျိုးဖြစ်နေမယ် TV မှာကျင်သွားမလားကျွန်တော်အဲ့ဒါကိုစိုးရိမ်တယ် ဒါပေမဲ့သူတို့လုပ်ထားတဲ့ပုံစံဖုန်းမှာစကရင်ကိုနည်းနည်းလေးသေးလိုက်ပြီးတော့ TV မှာလုံးဝ full screen အပြည့်ရအောင်လို့လုပ်ပေးထားတယ်။အားမိုက်ပါတယ်။နောက်ဆုံးကျွန်တော်တို့ပြောဖို့ကြံတာဆိုရင်တော့သူ့ရဲ့ TV remote ရှိမယ်။အားတာတဲ့ချက်ကနှစ်ချက်ရှိရပါတော့။ဒီလိုမျိုး rotate လှည့်လို့ရတဲ့ button လေးတစ်ခုပါလာမယ်။ပြီးတော့သူ့ရဲ့ TV က solar နဲ့အာသွင်းရတာ။ဆိုတော့ကျွန်တော်တို့ကတခဲကုန်သွားတဲ့ပြဿနာတွေတခဲလိုက်ပြီးရှာဝဲပြဿနာတွေတခဲကြောင့်ဖြစ်လာတဲ့ recycle လုပ်လို့မရတဲ့ဆိုးကြိုးတွေအဲ့ဒါတွေအကုန်လုံးပျောက်သွားလိမ့်မယ်။ဆိုလာဆိုတော့ကျွန်တော်ကနေပူကြီးထဲမှာဓာတ်ယူတို့တို့တွားပြီးပြကြရတော့လုံမနေဘူးပေါ့နော်။ကိုဒီလိုမျိုးမီးရောင်လေးရအောင်နဲ့တည်းမှောက်ထားလိုက်တာနဲ့သူ့ဘက်သူအားပြေသွားလိမ့်မယ်။ဆိုအဲ့လိုက်မိုက်တယ်။ဆိုတော့ Samsung ရဲ့ Share TV သိန်း20ကျော်အခုဒေါ်လာသေးတဲ့တော့ဘလောက်လောက်တောင်ရှိသွားပြီလဲမသိဘူးပေါ့နော်။ဝယ်သင့်ရလား။ကျော်ရီက ဖုန်းတစ်လုံးကိုပေါ့နော်သိန်း20ပေးရတဲ့ခင်မှာတော့ဒီ TV တစ်လုံးသိန်း20ဆိုတာကအများကြီးပို့ပြီးတော့တန်တယ်လို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့ TV တစ်လုံးကအနည်းဆုံး9နှစ် AC တုံလို့ရတယ်။ဖုန်းတစ်လုံးကအဲ့လိုမှမဟုတ်တာ။ဒါမှမဟုတ်ကျွန်တော်တို့ကတခြား brand မှာဆိုရင်တော့ဒီဈေးနှုန်းနဲ့ဆိုရင်ဒီထက်ပိုပြီးတော့ကောင်းတဲ့ sound system ဒီထက်ပိုပြီးတော့ကျဲတဲ့ screen တော့ရလိမ့်မယ်။ဒါပေမဲ့ဒီလိုမျိုး innovative ဖြစ်တဲ့ rotate လို့လို့ရတဲ့ decoration အနေနဲ့ထားလို့ရတဲ့ TV မျိုးတော့ရမှာတော့မဟုတ်ဘူး။ လို့ပြောရင်လည်းဒီမှာမင်းဒီကွန်ချိုလိုက်ပါတယ်ကျွန်တော်က John ဖြစ်ပါတယ်အားလုံး host ပါ